နိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံရရှယ်ဘူရီပြည်နယ်ဖတ်တိုခရိုင်မှာမြန်မာရွှေပြောင်းအလို့သမားတွေကိုတင်ဆောင်လာတဲ့ကားတစ်စီးဟာရေထဲကိုပြုတ်ကျသွားတဲ့အတွက်မိခလင်းငယ်တယောက်အပါအဝင်၉ယောက်သေဆုံးသွားတယ်လို့ထိုင်းမီဒီယာတွေမှာဖော်ပြကြပါဗျ။ရေထဲကိုပြုတ်ကျသွားတဲ့ကားဟာ Toyota Founder ကားအမျိုးအစားဖြစ်ပြီး Rushaburi ပြည်နယ်ပတ်တိုခရိုင်နောင်ခရန်သွန်မြို့နယ်ရွာအမှတ်၄မှာရှိတဲ့ Warres Mansion ကျောင်းအနောက်ဘက်က ရေသွေးမြောင်းထဲမှာဒီဇင်ဘာလ3ရက်နေ့မနက်ပိုင်းမှာတွေ့ရှိခဲ့တာလို့သိရပါဗျ။အဲ့ဒီကားအထဲမှာတိစုံနေတဲ့မြန်မာမိန်းကလေးငယ်တစ်ယောက်နဲ့အမျိုးသား၈ယောက်စုစုပေါင်းမြန်မာရွှေပြောင်းအလုံသမားရိုးအလောင်း၉လောင်းကိုတွေ့ရှိခဲ့တယ်လို့လည်းထိုင်းသတင်းတွေကဖော်ပြထားတာပါ။မတော်တဆမှုရဲ့ကနဦးအကြောင်းအရာကတော့ကားတာယာပောက်ပြီးကားကိုမထိန်နိုင်ပေရေသွေးမြောင်းထဲကိုပြုတ်ကျသွားရတာလို့ဆိုထားပါဗျ။ ထိုင်းဒေသတွင်သတင်းတွေအရကားပေါ်မှာခီးသည်15ဦးပါရှိပြီးရင်မောင်းအပါအဝင်6ဦးဟာထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ဆိုထားပါတယ်။ထိုင်းအာဏာပိုင်အရာရှိတွေကပျောက်ဆုံးနေသူတွေကိုအ мян ဆုံးစုံစမ်းစစ်ဆင်နေပြီးအခုဝန်내ဖွဲ့ဖြည့်ရဲရဲ့အကြောင်းရင်းကိုစုံစမ်းစစ်ဆင်နေတယ်လို့ထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်ရှင်။